ဆရာမက်ဆန်ဂျာမှာဒဇင်းယောက်ျားလေးတွေနဲ့စကားပြောခြင်းပိုင်ပါသလားစာပို့ခြင်းဖုန်းပြောခြင်းပုံပို့ခြင်းပိုင်ပါသလားဆရာ လူငယ်လူရွယ်တွေအနေနဲ့ချစ်သူကြီးစားထားခြင်းကိုပိုင်ပါသလားဆရာအဲဒီတော့ဒီဘက်ခက်မှာကျွန်တော်တို့အစ္စလာမ်တာနာဝင်လူငယ်တွေတော်တော်များများနေမိုးနေတဲ့ကျူးလွန်နေကြတဲ့မိကုန်းကိုသူမေးထားခြင်းဖြစ်တယ် အတော့ messenger မှာတယောက်နဲ့တယောက်စာပို့ပြီးတော့စကားပြောတာတွေဖုန်းတက်ရိုက်ခေါ်ပြီးစကားပြောတာတွေကဒါကဘယ်မှာအကျုံးဝင်သွားလဲဆိုတော့ khalwat လို့ခေါ်တဲ့တခြားတစိမ့်တရံစာမရှိဘဲနဲ့နှစ်ကိုကြားစကားပြောတာနှစ်ကိုကြားအတူတူတနေရာမှာရောက်သွားတယ်ဆိုတဲ့စီရင်ထဲမှာဝင်သွားတယ်တစိမ့်အမျိုးသားနဲ့အမျိုးသမီးကလူမမြင်ကွဲရမှာနှစ်ကိုကြားတနေရာတဲကိုရောက်သွားခြင်း အဲ့လိုမျိုးပဲအခုမစင်ညာမှလူမတိသူမတိအဲ့လိုမျိုးငကိုကြားစကားပြောခြင်းဟာဒါအလွန်တရာမှ အန္တရာယ်ကြီးမားတဲ့ကိစ္စဖြစ်တယ်ဒီအန္တရာယ်ကိုကျွန်တော်တို့ရဲ့နဘဝတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလလာဟူအလัยဟီဝဆလမ်ကိုရောတိုင်းကလည်းပဲဒါမြင်ထားတယ်။ Ummat ကိုတမန်တော်အတိပေးထားတယ်။အဲ့လိုမျိုးငကိုကြားတစိမ့်အမျိုးသားအမျိုးသမီးနှစ်ယောက်ရှိပြီဆိုရင်တေချာပေါက်တတိယမြောက်က ရှိုက်တန်ဆိုတာရှိလာမယ်ရှိုက်တန်ငါရောက်လာမယ်အော်တတိယမြောက်ရှိုက်တန်ချိပြီဆိုရင်သူရဲ့ဒီစကားပြောမှုဟာစကားပြောမှုတစ်ခုတည်းနဲ့ပဲရက်တန်သွားတာမဟုတ်ဘူးရှေ့ဆက်ပြီးတော့မှအကောင်းမှုတွေအများကြီးကျူးလွန်ဖို့ရာအတွက်တွန်းအားတွေဖြစ်သွားတယ်အထူးသဖြင့်ဒီဘက်ခက်မှာကျွန်တော်တို့အပြူလူပြူတွေတော့မဟုတ်ပါဘူးတော်တော်များများဒါကျွန်တော်ထက်ပိုပြီးတော့ဒီ social media ကိုအသုံးပြုနေတဲ့လူတွေသိကြပါတယ် တော်တော်များများတကယ်အိမ်အောင်ရှင်အမျိုးသမီးတွေတကယ်ပဲဟိုတကယ်ဇနီးကောင်းတွေဇနီးကောင်းမယားတွေတကယ်မိသားတွေမိခင်ပေါ်နေခလေးတွေ၂ယောက်တရပြီ၃ယောက်တရပြီဒီလိုမျိုးဆိုရှယ်မီဒီယာတွေမှာဒီ messenger တွေမှာအဲ့လိုအမျိုးသားတွေ ਨੇ စကားအပြောဆိုလုံရင်လုံရင်နဲ့ပဲခုနတမန်တော်မြတ်ဆလ္လာလာလေးဆိုလဲမိတ်ကြသလိုခလေးမှာရှိုက်တန်ရောက်လာတယ်ဆိုတော့တကယ်ဇာတိတကောင်းပါတယ်ဆိုတဲ့အမျိုးသမီးတွေတော့မှာ အဲ့လိုမျိုးတစ်ဖက်လူရဲ့စီယုံမှုမြူဆွဲမှုတွေမှာရောက်သွားပြီးတော့မှကောက်ကောက်ပေါအောင် လိုက်သွားပြီးတော့မှကိုယ်တိုင်လည်းဘဝပြတ်တယ်။ဂျန်နဲ့ခင်မွန်းတယ်နဲ့ဂျန်ခဲ့တဲ့ခလေးတွေကိုပါအိမ်အောင်ကြီးတွေဘဝတွေဖျို့ဖျဲဖြစ်အောင်လှုပ်လိုက်တဲ့အဖြစ်ဖြစ်တွေဒူးနဲ့ဒေးတွေပဲ။အဲ့တော့ဒီမက်ဆေ့ချာမှာကျွန်တော်တို့အစ္စလာမ်တမီးပြူတွေအစ္စလာမ်အမျိုးသမီးတွေဒီလိုမက်ဆေ့ချာမှာတစိမ့်အနေနဲ့စကားပြောတာတော်တော်ကြီးကိုရှောင်ကျင်တဲ့အလေးနဲ့ထားပြီးတော့ရှောင်ကျင်တဲ့ တကယ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ main ကလေးတွေကိုဖြားရောင်းတိမ့်တွင်းပြီးတော့မှဖြည့်ဆည်းနေတဲ့အမျိုးသမီးတွေရဲ့ဘဝကိုလိုက်ပြီးတော့ဖြည့်ဆည်းနေတဲ့ဒီအမျိုးသားလူဆိုးတွေသူရုပ်မာတွေရဲ့တကယ်သူတို့ရဲ့စကြက်ကတည်းက messenger ပဲသူတို့ရဲ့ကြောခွင်းနေကြောခွင်းနေအားလုံးက messenger မှာပဲသူတို့ထောင်းတာဒါ messenger မှာပဲသူတို့ကရိုးသားတဲ့ main ကလေးတွေကို high လုပ်ပြီးတော့စကားပြောရင်းဆိုရင်းနဲ့တိမ့်ပြင်းပြီးတော့မှ အပြိုကလေးလေးတွေအများကြီးအပြိုမလေးတွေဘဝတွေပြတ်သွားတယ်။အိမ်အောင်ရှိအမျိုးသမီးတွေအများကြီးပဲသူတို့အိမ်အောင်တွေပြိုကျပျက်စီးသွားတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အစ္စလာမ်သာနာဝင်အနေနဲ့ပေါ့နော်ဒါတမန်တော်မြတ်ကြီးဆလလလေးဝစလမ်ကလည်းတားမြစ်ထားတဲ့အတွက်ကြောင့်ဒီလိုမစင်ကြားနေတဲ့ဒစိမ့်အမျိုးသားတွေနဲ့စာပေးစာယူလုပ်တည်ဖြစ်ပါသည်။တိုင်ရိုက်ပုံပြောတည်ဖြစ်ပါသည်။ဒါလုံးဝပြုတ်မပိုင်တဲ့ကိစ္စဖြစ်တယ်။ကျွန်တော်တို့ရှောင်ကိုရှောင်ခြင်းတင့်နေပေါ့နော်။ ဒါတော်တော်ဒီဘက်ခေမှာတော်တော်ကြီးမာတဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတယ်ပေါ့နော်ထိုနည်း၎င်းပဲဒီတယောက်နဲ့တယောက်အပြူတွေလူပြူတွေကြီးစားထားတယ်ဆိုတဲ့ကိစ္စလေးပဲဒါအစ္စလာမ်မှာလုံးဝမရှိဘူးအစ္စလာမ်မှာရှိတာကပါလဲဆိုတော့အမျိုးသမီးတယောက်ကိုသဘောကျတယ်နှစ်သက်တယ်ဆိုလို့ရှိရင်သူတရားဝင်သွားပြီးတော့မှကမ်းလှမ်းပြီးတော့မှတောင်းရံပြီးတော့မှဒေကာပြူထိမ်းရတာပဲရှိတယ် အဲ့ဒီအတွက်ကြောင့်ဒီကြီးစားတဏှာထားခြင်းလည်းပဲအစ္စလာမ်ကခွင့်ပြုထားတာမရှိဘူး။နောက်ဆုံးစကားအကုန်ပြောမယ်။နေကာလုပ်မယ်ဆိုတဲ့နိယတ်နဲ့လည်းပဲကြီးစားထားဝင်မရှိဘူး။နေကာလုပ်မယ်ဆိုတဲ့နိယတ်နဲ့ကမ်းလှမ်းွက်ပဲရှိ။နေကာလုပ်မယ်ဆိုတဲ့နိယတ်နဲ့အမျိုးသမီးတယောက်ရဲ့ဘဝအကြောင်းကိုတစိမ့်တည်းတည်းလေ့လာဝင်ရှိ။သူနဲ့ကနေကာလုပ်ရင်အဆင်ပြေမလား။သူရဲ့အနေထားဘယ်လိုရှိလဲ။သူရဲ့မိသားစုရဲ့အခြေအနေဘယ်လိုရှိလဲ။လေ့လာဝင်ရှိတယ်။နေကာလုပ်မယ်ဆိုတဲ့နိယတ်နဲ့လည်းပဲ လုံးဝရည်စားထားခွင့်မရှိရှိတဆက်ထဲမှာပဲမေးခွန်းထဲမှာမပါပေမဲ့လည်းပဲကျွန်တော်တို့ဒီအနောက်တိုင်းရဲ့ယဉ်ကျေးမှုတွေလွှမ်းမိုးလာပြီးတော့တခြားသူတွေရဲ့ယဉ်ကျေးမှုတွေလွှမ်းမိုးလာကျွန်တော်တို့ထဲမှာဖြစ်လာတဲ့ဟိုတော်တော်အစ္စလာမ်ကလုံးဝခွင့်မပြုတာတဲ့အစင်လားတခုပါလဲဆိုတော့ဒရူတာဒရူသမီးကိုမန်ဂနီလုတ်ပေးလိုက်နှစ်ဦးနှစ်ဖက်မိဘတွေဘက်ကနေတရားဝင်စည်းစမ်းကြောင်းလန်းပြီးသွားပြီဆိုရင်ဘာလုပ်ကြလဲဆိုတော့ဒီကလေးနှစ်ယောက်နီးစပ်မှုရှိအောင်ဆိုပြီးတော့အတူတူဈေးဝယ်ထွက်တာတွေ ပြီးသွားရင်အဲ့လိုမျိုးသူတို့သမီးရင်သွားပြီးတော့မှအဲဟိုမကြာခဏဝင်ထွက်သွားလာတယ်ထိုင်ပြီးတော့မှစကားပြောကြတယ်ဒါတွေတယောက်နဲ့တယောက်လေ့လာကြတယ်ဒါအစ္စလာမ်ကတလုံးဝခွင့်ပြုထားခြင်းမရှိဘူးနေပေါင်း1400အရင်ကတည်းကလည်းပဲအစ္စလာမ်ကစနေတကြမင်္ဂနီလုပ်တဲ့ကမ်းလှမ်းတွေပြီးသွားရင်နေကားလုပ်တယ်ကဘာမှာတာယာစုပြည့်တဲ့နေကားတွေအားလုံးအားလုံးနိနိဟာအစ္စလာမ်ကပြထားတဲ့နီးစနစ်တိုင်းတွားခဲ့တဲ့ဥစ္စာတွေပဲဒါတွေကဟိုသူတို့ယဉ်နီမှုရှိမှ အိမ်တော်ရင်းရတာရမယ်စူးပြေမယ်ဆိုတဲ့ဒီအကြောင်းပြချက်တွေဟာလုံးဝလက်ခံလို့မရတဲ့အကြောင်းပြချက်တွေဖြစ်တယ်အစ္စလာမ်ကတားမြစ်ထားတဲ့အရာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီလိုကိစ္စတွေကနေပြီးတော့လေစိစက်ကြောင်းလန်းပြီးတော့နေကမလို့ရှင်အတူတွားအတူလာတာတွေကူလူဆက်ဆံတဲ့ကိစ္စတွေလည်းဒါကျွန်တော်တို့ရှောင်ကျင်တင့်ပါတယ်အဲ့တော့အနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အစ္စလာမ်တာနာဝင်တမီးပြိုဒီအစ္စလာမ်တာနာဝင်အမျိုးသမီးတွေနေနဲ့အခုလိုမျိုးအများစုမိန်းကလေးတွေဘဝတွေပြတ်သွားတယ်ဒီလိုမဆင်ကြမှာကျွန်တော်တို့ ဇကားပြောဆိုတာဒီစာပေးစာယူလုပ်တာဒီလုံဝိုင်းရှောက်မှာထိုနည်း၎င်းမဲ့တမိကြီးစားထားခြင်းကိုအစ္စလာမ်ကဘယ်နီယက်နဲ့မှဘယ်လိုပုံစံနဲ့မှလုံဝိုင်းခွင့်ပြုထားခြင်းမရှိတဲ့အတွက်ကြောင့်ဒါကိုအလေးနဲ့ထားပြီးတော့မှကျွန်တော်တို့ဟာရှောင်ကျဉ်တက်ပါတယ်ဆိုတာကိုပြောလို့